မင်္ဂလာပါ။ audio wine zone နိုင်မှကြိုဆိုပါတယ်။ယခုခါမှာတော့တရားဓမ္မဆိုတဲ့ Facebook ကောင်းကနေရေးတင်ထားတဲ့ကျမ်းပါမ boundary for ဆိုတဲ့အကြောင်းကိုဖတ်ပြပေးမှာဖြစ်ပါတယ်။နားဆင်ကြည့်ပါဦးခင်ဗျာ။2025ခုနှစ်လေးလပိုင်း22ရက်နနက်6:00နာရီတွင်ရေးတင်ပါသည်။ logic ရေးတွေဘာမှမရေးတော့ဘူးမတင်တော့ဘူးလို့နေရာနေတင်မိပြန်တော့စာငလင်ကြီးလောက်ပြရနော် Facebook ရဲ့ခြေစုံနဲ့လူတော်တော်များများအသိပညာတွေဗဟုသုတတွေတိုးလာကြလို့ဝမ်းသာစရာပါပဲ။တမန်ရတ်သူရတ်သားတွေတောင်းမြေဓုချက်တို့ ပြည့်၍တို့ကဘာကြီးအတွင်းကဘယ်လိုတို့ပြောလာနေကြပြီ။ပညာရဆိုင်ရာအကြောင်းတွေကိုပညာရှင်တွေကပြောကြရေးကြပါလိမ့်မယ်။ဦးစင်းကတော့ပညာရှင်အစင်မဟုတ်လေတော့ဘဟုတုတဖြစ်ဖွယ်ရာရှုထောင့်ကနေပဲရေးပါမယ်။အခုရေးမာတွေက စာသင်ခန်းထဲကအကြောင်းအရာတွေဆိုတော့မှတ်တမ်းတင်ထားတာမျိုးတော့မဟုတ်တော့လဲ။နောင်လာနောက်သားတွေတိထားလဲကောင်းတာပါပဲဆိုပြီးဘာရှင်တစ်မျိုးနဲ့ပြောပြမှာပါ။တကယ်တော့ကျောင်းသားဘဝဗူမိဗေဒပညာရပ်တွေသင်ယူရတော့ဖိုတိုဂျီအိုလော်ဂျီဆိုတဲ့ဘာသာရပ်တစ်ခုပါဝင်တယ်။ကောင်းငင်ကနေလေရင်နဲ့ရိုက်ထားတဲ့ကောင်းငင်ဓာတ်ပုံတွေကိုလေ့လာရတဲ့ဘာသာရပ်ပေါ့။ဘာသာရပ်တတိယသူတို့ဘာသာရပ်တွေဘယ်လိုအသုံးကြကြအောင် မိတ်ဆက်ပြောကြားကြလေးရှိပါတယ်။ဥပမာတင်ချာဓာတုယူပတတယုခစသည်ဖြင့်ဘာသာရတိတိဘာသာရခွဲတိတိမှလည်းအဲ့လိုပါပဲ။ကောင်းငင်ဓာတ်ပုံတွေမှလည်းအာတာချက်တွေအလွန်များတယ်။တင်ချာဖေးသူကဆရာဦးမင်းဆွေဆရာကအတွေ့အကြုံဘဟုသုတအလွန်ကြွယ်ဝသူဖြစ်လို့စာသင်ရင်စာမွေးဖြေဖို့စာမကြံရင်သာရှိရမယ်။ ခေါင်းထဲကိုတော့အများကြီးရောက်တယ်။ဒါမဲခွဲမှာတည်ရတဲ့အတိုင်းခြာရေးပြီးဖြေလဲလက်ခံတယ်။ဘူမိပေရဘာသာရက်ခွဲအသေးသေးမှာပြထန်းစာအုပ်ဆိုတာမရှိဘူး။စာသင်ခန်းထဲဆရာပြောသွားတာနားထောင်လိုက်ရေးစနစ်လက်ချပေးတယ်လက်ချလိုက်တယ်ခေါ်တာပေါ့။ဆရာကကောင်းငင်တပ်ပုံတွေကြောင်းစပြောတော့မြမပြေမဟိုတစားဒီတစားပြည့်ရွေတွေကိုကွင်းစင်းလေးလာ သူတေသနာပြု စရံရည် ဒီလိုလောက်ခဲ့ကြရတာအခုနာမည်ကြီးသကိုင်းဖော့သကိုင်းပြည့်ပြည့်ကြီးကလည်းဟိုတစဒီတစမဆက်မိသေးဘူးနာမည်လည်းမပေးရသေးဘူးအဲ့ဒီမှာဆရာဒေးလို့ခေါ်တဲ့ BB ဒေးကကောင်းငင်ဓာတ်ပုံကိုအသုံးပြုပြီးဆွဲချပေးလိုက်တာယခုမြင်တွေ့နေရတဲ့အတိုင်းမြမပြီတဏ္ဍတလျားရှည်လျားတဲ့ဖောက်ကြီးရလာတယ်မင်းတို့လာပေါင်းများစွာနှစ်ပေါင်းများစွာရှားနေတဲ့ပြည့်ပြည့်ကြီးကို ငါရှာတာစိကက်တလေးပဲကုန်တယ်။မြမပြီတနန်တလေးရရှေ့လျားတဲ့ပြက်ရွေကြီးရလာတယ်။မင်းတို့လာပေါင်းများစွာနှစ်ပေါင်းများစွာ ရှားနေတဲ့ပြက်ရွေကြီးကိုငါရှာတာစိကက်တလေးပဲကုန်တယ်လို့ဆရာဒေးရဆိုတယ်။ဆိုလိုတာက7မိနစ်လောက်ပဲကြာတယ်လို့ပြောတာ။သူတွေ့တော့သူကပဲနာမည်ပေးတာပေါ့။ချမ်းပြည်နယ်နဲ့မြမပြီအလဲပိုင်းကိုပိုင်းခြားထားလို့ချမ်းဗမာဘောင်ဒရီဖော်တဲ့ အဲ့ဒီချိန်ကာလကတိုင်းရင်းသားစီလုံးညင်ညွတ်မှုမပြိုကွဲရေးဒို့ရေးဆိုတာက အလွန်ကျယ်လောင်နေတဲ့ချိန်မှုရှမ်းကတပြည်ဗမာကတပြည်ဆိုတဲ့အဓိပ္ပာယ်တက်ရောက်မှဆိုလို့နာမည်ပြောင်းခိုင်းတယ်လို့ဆိုတယ်လွယ်လွယ်ပဲနင်းစီပြည့်ရွေလို့ဆရာဒေးကပြောင်းပေးလိုက်တယ်လို့ဆိုတယ်လွယ်လွယ်လို့ပြောလိုက်တော့လဲဆရာဒေးအတွက်ကလွယ်မယ်မထင်ပါဘူးဗာနာမည်ပေးပေးညီမတွေကအဌာနာကောက်တက်တဲ့လူမျိုးဖြစ်လို့ ပန်းနံပါတ်တစ်ခုပေးလိုက်တာဖြစ်ပါလိမ့်မယ်။အရင်ကတက္ကသိုလ်တွေမှာနိုင်ငံခြားဆရာတွေအချိန်မြင့်လားတင်ပြကြတာတွေရှိတော့ဆရာတေးကအနည်းကလားတင်တဲ့ဆရာဆရာဦးမင်းဆွေတို့ကအဲ့ဒီခစ်ကိုမှီရတယ်။1960ဝန်းကျင်ပြည်သူပိုင်တန်းကင်မလာခင်မှာနိုင်ငံခြားသားတွေအလုံးရင်းနဲ့ပြည်တော်ပြန်ကြတော့ဆရာတေးလည်းအိန္ဒိယကိုပြန်သွားတယ်လို့ဆိုတယ်။ဆရာဦးမင်းဆွေက ဲ့ဒီလိုဖိုတိုဂျီယိုလော်ဂျီဘာသာရပ်ကိုစိတ်ဝင်စားစရာကောင်းအောင် စတင်သင်ကြားပေးခဲ့တယ်မြန်မာနိုင်ငံထုံးစံခေတ်ဆက်ဆက်သမိုင်းအမှန်တွေကိုထင်ချန်ထားတတ်တော့စာပေတွေအပေါ်မှာတော့စာပေတွေအပေါ်မှာတော့မပြည့်စုံတဲ့အကြောင်းအရာတွေပဲကြံငဲ့တော့တာပါအခုလဲငလင်းကိစ္စကြီးဖြစ်တော့ပညာရှင်တွေရေးသားကြတာရှမ်းပမာဘောင်ဒရီဖော့အကြောင်းမတွေ့ရဘူးမသိရလား ရှောင်ပြီးရေးနေကြလားတော့မပြောတတ်ဘူး1980လောက်ကြမှ သူတေသနစရံတွေကနေတဆင့်နင်းစီပြည့်ရွေးရနေစကိုင်းပြည့်ရွေးဖြစ်တရားဝင်အမည်တတ်မှတ်ပြီးယနေ့အထိတုံးဆွဲနေတာပါဒါတွေကတော့ဆရာဦးမင်းဆွေရဲ့လက်ချတွေကနေတဆင့်ကြားသိခဲ့ရတဲ့ပြန်ပါမှာဘောင်ဒရီဖော့တစ်ဖြစ်လဲနင်းစီဖော့တစ်ဖြစ်လဲစကိုင်းဖော့အကြောင်းပါပဲသာရှင်နေတော့လဲဘဝတ္တဖြစ်ပွဲဆက်ပြောပြစေ။ အခုခေတ်ကျတော့ဓာတ်ပုံတွေစားဂျိုရုပုံတွေကိုသုံးတယ်လေရင်မောဖလင်ထက်တဲ့ကင်မရာတင်ပြီးရိုက်တော့ဖိုတိုဂရက်ရတယ်အရိယာဖိုတိုလို့ခေါ်တယ်လေရင်ကကန့်သက်ချက်တွေရှိတယ်အပြန်တမ်းရစုံတွေရှိတယ်သူများနိုင်ငံလေကြောင်းမောပြန်တမ်းဓာတ်ပုံရိုက်ခွင့်မရှိဘူး24နာရီမရဘူးယာသည်ဥရုမကောင်းရင်မရဘူးဂျိုရုနေပညာပေါ်လာတော့အာဂါတာရေကနေ တကွာလုံးကိုလွတ်လပ်စွာရယူနိုင်လာကြတယ်24နှစ်ကြီးအချိန်ပြည့်ရယူနေတာပါဖလင်ထက်ရိုက်တဲ့ကင်မရာမဟုတ်ဘဲအခုခေတ်ဖုန်းကင်မရာတွေလို digital နည်းပညာနဲ့ရိုက်တယ်ပုံတွေကိုစကနယ်တွေအဖြစ်ကဘာကိုပြန်ပို့တယ်အဲ့ဒါကိုဖိုတိုလို့မခေါ်ပဲ image လို့ခေါ်တယ်ဒါကြောင့် stylelight image လို့ခေါ်တယ်ပညာရဲ့နာမည်ကလည်း remote စင်စည်းရလို့ဖြစ်လာတယ် အခု ဖုန်းထဲမှာအလကားရနေတဲ့ Google Map တို့ Google App တို့ဆိုတာ Satellite Image တွေ ဖြစ်ကြတယ်။အလကားပေးထတာဖြစ်လို့လာတော်တော်အကြာကရိုက်ထားရတွေပဲဖြစ်တယ်။ပုံအဟောင်းတွေပေါ့။အခုလက်ရှိပုံတွေလိုချင်ဝယ်လို့ရတဲ့နေရာတွေရှိတယ်။ဈေးအလွန်ကြီးတယ်။25ကီလိုမီတာပတ်လည်တပုံကိုဒေါ်လာ3000အထက်မှာရှိတယ်။ Google App မှာအလကားရနိုင်တဲ့ပုံတွေက 2025မလ3ရက်နေ့လောက်ထိတော့တက်လာနေပါပြီ။နည်းနည်းစောင့်ကြည့်လိုက်ရင်ငလျင်နောက်ပိုင်းပုံတွေလက်ကားရပါတော့မယ်။တကွာလုံးကိစ္စကြတော့အရိယာဖိုတိုတွေထက် စတဲလိုက်အင်မေတွေက အစာပေါင်းများစွာတာလွန်အသုံးဝင်ပါတယ်။ remote စင်စီဥမာတစ်ခုပြောပြပါမယ်။ဘင်လာဒင်ကိုဝင်ရောက်စီးနှင်းလောက်ကျန်တက်ပြတ်ဖို့လာပေါင်းများစွာမြေပြင်ကရောဂျော်ရူကနေမှာပါထောက်လန်းနေတာပါ။ ဒီနေ့တော့သူကိုအောင်ရအိမ်ဝင်ထဲမှာလမ်းဆင်းလျှောက်တုံးဂျိုရူးကထောက်လမ်းမိတယ်။စတဲလိုက်အင်းမေးတွေကနေလမ်းလျှောက်နေသူရဲ့အရက်ကိုလှမ်းတိုက်နေ။ဘင်လာတင်ရဲ့ထူးခြားချက်ကအရက်အလွန်ရှည်တယ်။အရက်တိုင်းလို့ရပြီးတော့သူကိုရဲ့အချက်လက်တွေနဲ့အတည်ပြုတယ်။တေချာပြီဆိုမှမြပြင်းမှာဝင်ရောက်စင်းနေအလောင်းကိုရအောင်တဲ။တရားအေးတွေဘာတွေနဲ့ထမှန်အတည်ပြုတာ။ ယခုစာတွေဖတ်ပြီးတော့ဘ ഹു တုတရာကြလိုက်မယ်လို့လည်းမျှော်လင့်ပါတယ်။ထုံးစံအတိုင်းစိတ်ကြိုက်ခြေကြအသုံးပြုကြပါ။အထူးမြတ်တာရက်ခံလိုတာကတော့ဥစဉ်ရေးတဲ့စာတွေကိုလွတ်လပ်စွာကုယူမျှဝေတာတွေလုံးနိုင်တော့လဲ။ credit မပေးလဲရတော့လဲ။ share လုပ်တာမဟုတ်ပဲ copy ကုတင်တဲ့အခါမူရင်းရေးသားသူဘသူဘဝဆိုပြီးဥစဉ်ဘွဲ့မြင်မဟုတ်ပဲအမားကိုဖြစ်ရေးလိုက်တော့ဥစဉ်က ခေါကူးသူဖြစ်သွားရမှာတော့တယ်။ဒါကြောင့်ခရက်ဒစ်မပေးခြင်းနေပါ။ဦးစင်းကိုတော့ခေါကူးသူဖြစ်မရောက်ပါစေနဲ့ဗျာ။ရေးသားသူဥဒမတရ21ရက်လေလ2025နနက်6:00နာရီအချိန်ဒါတော့ချမ်းပြည်နယ်တောင်ပိုင်းရွာငံမြို့နယ်မြိုင်ဆန်ပြကျေးရွာတော်ရဝန်ခဲကျောင်းတိုင်းမှာသတင်းသုံးနေတဲ့ဆရာတော်အရှင်ဥဒမတရရေးသားထားတဲ့စာကိုဖတ်ပြပေးတာဖြစ်ပါတယ်။ ဆရာတော်ဟာလူဘဝမှာတော့ဘူမိဗေဒပမောက္ခဆရာကြီးဦးနေဆိုးဖြစ်ပြီးတော့ဒီခုချိန်မှာတော့ယာတပံယဟန်ဝတ်သွားပြီလို့သိရပါတယ်။နားဆင်ပေးကြသူအားလုံးကိုလည်းကျေးဇူးထူးတင်ပါတယ်။အားလုံးသောမြန်မာနိုင်ငံသားပေါင်းဘေးပြရွေဝေးကွာချမ်းပါစေဗျာ။